ကိုကိုအာခံနဲ့ဝင်းတဲ့မိစ္ဆာတော်မှာကိုကောင်းမှုပြောလိုက်တာနဲ့သူကလုံးဝလက်ခံပြီးတော့သွားတယ်ပြောချင်တာကတော့ကာယတိတ်ထိပီယတိတ်ထိဒီနှစ်ဌာနကိုတော့အဓိကအထူးသဖြင့်ဒီဆေးကတက်ရောက်မှုရှိနေအကုသိုလ်တွေနေတာလေဒါနမှုတွေလုပ်လာတော့ဒါနရဲ့အရှိန်ကြောင့်သူကတဖြည်းဖြည်းနဲ့ဝင်ငွေရဝင်ငွေရအောင်လို့ပတ်စံများများရအောင်လို့ဝင်တာမဟုတ်ပေမဲ့လို့သူကကျွဲကူးရေပါဆိုလို့ကောင်းမှုကုသိုလ်ကံဒီများများလုပ်လာလေ တော့မန်တက်လာတော့ငါကငါတပည့်အင်အားဘယ်လောက်ရှိတာကွာငါကဟိုဘလူဟိုပြုတ်နိုင်တာကွာငါကဘယ်အစွဲကိုဘလူပြုတ်နိုင်တာဆိုတော့မန်တက်လာငါငါငါဆိုတဲ့မန်တက်လာတဲ့ခါကျတော့သူတည်ကြဆုံးမှုအတွက်များလာတယ်။ဘာလို့အပေါ်ကအဘာလို့ကိုပဲကျေးဇူးတင်နေရမှာအဘာလို့ပေးလို့ငါဟုတ်လားအခုလို့ပြုတ်နိုင်တာငါပညာပေးဆရာကငါ့ကိုဟုတ်လားအမြတ်တာစေတနာတွေထားပြီးတင်ပြပြီးလို့ငါပြုတ်နိုင်တယ်ဒီအာစရိယဂုံမူပဲဟုတ်လားအမြဲတမ်းသတိရနေအဲ့လိုကဖုံးကြီးနေမှာ ှိပါတယ်ရှိတယ်ဆိုတာကဒီဟာဒီဆေးကသူကဒီဆေးပေါက်ပြီဆိုတဲ့ဟိုကကျွန်တော်တို့ကဘာဝိဇာကြီးပေါ်ဆက်ခဲ့တဲ့ဆေးရနှစ်ပေါင်းရာချီတာ哦သူအခုမှပေါ်တဲ့ဆေးမဟုတ်ဘူးနှစ်ပေါင်းရာချီတဲ့ဆေးဆိုတော့ဝိဇာညံနဲ့ပေါ်ခဲ့တယ်ဆိုတော့ဒီဆေးဟိုကသူကညနာမြင့်ချစ်ခင်အတန်ကြာတနာလုပ်ငန်းကံအဆင်ပြေတွားလျာလာလျာမှာကုညီရသူပေါ်ဒီလိုမျိုးဒီဟိုကရှိတယ်နောက်ဆုံးဘယ်လောက်ထိအောင်လဲဆိုလို့ရှိရင် ကိုကိုအာခံနဲ့ဝင်းတဲ့မိစ္ဆာတော်မှာကိုကကောင်းမှုပြောလိုက်တာနဲ့သူကလုံးဝလက်ခံပြီးတော့သွားတယ်ပြောချင်တာကတော့ကာယတိတ်ထိပိယတိတ်ထိဒီနှစ်ဌာနကိုတော့အဓိကအထူးသဖြင့်ဒီဆေးကတက်ရောက်မှုရှိနေတယ်နောက်တစ်ခါနမီး၄ပါးဖြစ်တဲ့ဓာတတာဝိရုဒကဝိရုပကကုရနမီး၄ပါးကလည်းစောင့်ရှောက်တယ်နမီး၄ပါးစောင့်ရှောက်တယ်ဆိုရင်နမီး၄ပါးအောက်မှာရှိတဲ့ငကားကလုံးဂုမကဂန္ဓပါတွေကလည်းစောင့်ရှောက်တယ်ဘာကြောင့်လဲဆိုတော့သူတော်ကောင်းတွေကိုစောင့်ရှောက်ဖို့တက်ကနမီးတွေတောင်းဝန်ပေးထားတာဟုတ် တော့သူတော်ကောင်းလို့လုပ်နေတာဖြစ်တဲ့အတွက်နမီးတွေရဲ့ဟုတ်လားအောက်မှာရှိတဲ့ဒီနတ်စစ်သူကြီးတွေရှိတယ်၊နတ်ဝိဇာတွေရှိတယ်ဒါတွေရဲ့စောင့်ရှောက်တယ်။အဲ့လိုပဲအဘဝိဇာကြီးတွေရဲ့အောက်မှာရှိတဲ့ဝိဇာငယ်တွေလည်းစောင့်ရှောက်တယ်။ဒါနဲ့ကိုမှန်မှုလို့တာပေါ့နော်။အဲ့လိုဝိဇာတွေစောင့်ရှောက်တယ်၊ကောင်းတဲ့ပုံကိုယ်တွေစောင့်ရှောက်တယ်ဆိုတဲ့အတွက်ကလုပ်ငန်းကံကကိုလုတ်တာဟာတော့ကိုပုံမှန်လုပ်နေတာ။အဲအဆင်ပြေလာတယ်။အခက်ခဲကနည်းလာတယ်။နောက်တော့ဘာဖြစ်လာလဲဆိုတော့ကုသိုလ်ကောင်းမှုတွေလုပ်တာများလာတော့ကုသိုလ်ကံအရှိန်မို့ဒါနမှုလုပ်လို့ရှင်ချမ်းသာတာ ਉਹ ကိုကဒါနမှုလေးတွေလုပ်လာတယ် အကုသိုလ်တွေနေတာတယ်ဒါနမှုတွေလောက်တာတော့ဒါနရဲ့အရှိန်ကြောင့်သူကတဖြည်းဖြည်းနဲ့ဝင်ငွေရဝင်ငွေရအောင်လို့ပတ်စံများများရအောင်လို့ဝင်တာမဟုတ်ပေမဲ့လို့သူကကျွဲကူးရေးပါဆိုသူပဲကောင်းမှုကုသိုလ်ကံนี่များများလောက်လာလေအဲကုသိုလ်ကောင်းရဲ့ကောင်းမှုကဘဝမချဘူးအခုအကျိုးပေးလေပဲအဲ့တော့ကအစဉ်ပြေးလာတယ်အဲ့ဒီအစဉ်ပြေးတဲ့အခါရှိတယ်နောက်တစ်ခါကျတော့ပညာပေးတဲ့အခါမှာတပည့်တွေဖြည်းဖြည်းများများလာတယ်ဆိုကြပါစို့တပည့်တယောက်ရောက်လာတယ်ပညာပေးလိုက်တယ်သူအစဉ်မပြေသေးဘူးတော်တော်ကိုကနေပြီးတော့သစ္စာပြလိုက်တယ် ငါဒီ၅ဘာသီလာကိုလုံကြုံအောင်ထိမ့်သိမ့်ပါတယ်ဒီသစ္စာမှန်လို့ရှင်ငါတပည့်အဆင်ပြေပါသည်အတူကလည်းဆွမ်းလာပြောတဲ့တူကလည်းသူဆိုတဲ့သစ္စာလေးဆိုထားကျွန်တော်သစ္စာလေးမှန်လို့ရှင်ကျွန်တော်အဆင်ပြေပါသည်ပေါ့သူအဆင်ပြေပါသည်ပဲပြောတာဘာအဆင်ပြေပြေပြေချင်တာပြေကိုကလည်းအဆင်ပြေပါသည်ပဲဆူတောင်းမိလိုက်တာတိုးတော်ဆွမ်းလာပြောတဲ့လုပ်ငန်းကံကံလေးချိတ်ဆက်ပြီးတော့မိလာတယ်ငကိုတော့မခေါ်တဲ့လူတွေကခေါ်လာတယ်ငကိုတော့မအပ်တဲ့လူတွေကအပ်လာတယ်ဒါမျိုးလေးတွေကတော့ထူးခြားလာတာပေါ့နော်အဲထူးခြားလာတဲ့ခါကျတော့ အဆင်ပြေတာအဆင်ပြေလာတဲ့ခါကျတော့ तू ကဘာဖြစ်လဲဆိုတော့ဟာငါဆရာကငါ့ကိုဆူတောင်းပြီးတော့အဆင်ပြေတယ်အဲ့တော့ तू ကလည်း तू အဆင်ပြေတဲ့ထက်ရလာကြတော့တယ်အဲ့တော့ပတ်စံရအောင်လုပ်တာမဟုတ်ပြီမဲ့လို့ဘာပြောပတ်စံရရတာတပည့်ပေါင်းများစွာကိုစေတနာမေတ္တာနဲ့အဲ့ဒီလိုမျိုးဖြန့်ပြီးတော့မေတ္တာပို့ပြီးတော့အဆင်ပြေကြပါစေဆိုလို့တဲ့ခါကျတော့တပည့်အယောက်ရာပေါင်းများလာတဲ့ခါကျတော့အဲ့ဆရာကတကယ်တမ်းထိုင်နေုံမဲ့ကိုကဆူတောင်းပြီးတော့ကိုတိတာကိုကိုဟလာပို့ပြီးတော့လုပ်ကိုစေတနာကိုကိုကပို့ပြီးလုပ်ပြီးတော့တပည့်တွေအကုန်လုံးအဆင်ပြေပါစေ ခုနှစ်သားမိအစီအမံဒီလိုမြစ်တာလေးဖြန့်နေတာနဲ့ထမင်းမစားဘူးအတွက်ပူရှမ်းလာတယ်အဲ့ဒါဟာပြောရင်တော့လာဘသိတိပွင့်တာပဲပြရသိတိပွင့်တာကတော့ဒီဆရာကနေပြောကအကူပေးလိုက်တယ်ပျောက်ကင်းသွားတယ်အဲ့ तू ကဘာဖြစ်လဲငါတို့ဆရာကောင်းနဲ့တွေ့တယ်ငါတို့ပျောက်ကင်းအောင်ကူပေးတယ်နေလိုက်ခဲ့ပါလားမင်းလိုက်ခဲ့ပါလားအဲ့လိုခေါ်လာတဲ့ခါကျတော့ဒါလည်းဆုံးမပြောလို့သူတို့စေတနာမေတ္တာနဲ့လုပ်ပေးလိုက်တဲ့ခါမှာသူဒါလည်းဟိုမျက်နှာပွင့်လာတော့လူသိများလာတာပဲဒါလည်းပြီးရပါပဲ ဆိုတော့ပြရတဲ့ကာယအသည်ဒီကိုယ့်ရဲ့လုံရက်နဲ့အဘွားဆေးတော်နဲ့ဝိဇ္ဇာကြီးတွေနမီးကြီးဆောက်ရှောက်တာလေပြရတိတိကာသီတွေပြည့်ပြရတိကာသီတွေပြည့်လာလို့ရှိရင်သူ့အတူအဆင်ပြေလာတာပဲမျက်နှာမြင်ရိုက်ချင်ပါသေးဆိုရင်တော့အဆင်မပြေဘူးမျက်နှာမြင်ချစ်ခင်ပါဆိုအဆင်ပြေလာအဲ့ဒါမျိုးပေါ့နော်အဲ့လိုအဆင်ပြေလာတဲ့အခါကျတော့ကိုကဒီဂိုင်းလုတ်ကိုပို့လို့လေအလှူတာတန်းတာပို့လို့လေပို့ပြီးအဆင်ပြေလေသူကဒါနမှု လုတ်လေပို့အဆင်ပြေတာဟုတ်တချို့ကြတော့ဆွမ်းကညမမိတဲ့အမေကုန်းထဲမှာပါတဲ့ဒီ ောင်မြင်တဲ့ဒဏ်မခံနိုင်တဲ့ဟာတွေလည်းရှိပါတယ်။တပည့်တွေများလာတဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတာကျတော့မန်တက်လာတယ်။ဒီပညာကြီးကအမေမွေးတွေကပါတဲ့ပညာလည်းမဟုတ်ဘူး။ဝိဇ္ဇာတွေကိုတစ္ဆာဂရီနဲ့ချိတ်ဆက်ပြီးယူထားတဲ့ပညာ။တော်တော်လေငါကွာဆိုတဲ့မန်တက်လာတော့သူကမန်တက်တဲ့အတွက်ဟန်ပြက်လာတယ်။အဘဝိဇ္ဇာတွေကပြောခဲ့ပြီးသားမင်းတို့မန်ချသွားတယ်။မန်ချမှဟန်ကြမှာ။ဆိုတော့မန်တက်လာတော့ငါကွာငါတပည့်အင်အားဘယ်လောက်ရှိတာကွာ။ငါက ဟိုဘလူဟိုပြုတ်နိုင်တာကွာငါကဘယ်အစွဲကိုဘလူကုနိုင်တာဆိုတော့မန်တက်လာငါငါငါဆိုတော့မန်တက်လာတဲ့ခါကျတော့သူတီချဆုံးမှုအတွက်များလာတယ်။ဘာလို့အပေါ်ကအဘာလို့ကိုပဲကျေးဇူးတင်နေရမှာအဘာလို့ပေးလို့ငါဟုတ်လားအခုလို့ကုနိုင်တာငါပညာပေးဆရာကငါ့ကိုဟုတ်လားအမြတ်တာစေတနာတွေထားပြီးတင်ပြပေးလို့ငါကုနိုင်တယ်။ဒီအစရိယဂုံမူပဲဟုတ်လားအမြဲတမ်းသတိရနေအဲ့လိုကဖုံးကြီးနေမှာပဲ။ညနေလို့တဲ့ပွဲဟာလေအစရိယတွေကိုပူဇော်တဲ့ပွဲပဲ။ဘာလို့ဒီအစရိယဂုံမူကိုတယောက်ထဲတယ်မဟုတ်ဘဲနဲ့ ကျန်သောတပည့်သားမျိုးတွေပါမင်းတို့အာသတိရတွေကိုပူဇော်ဖို့နိုင်တာလေးစုပြီးငါတော့မတီးမယ်မင်းတို့ထဲကြဒါပူဇော်တဲ့ပွဲပေါ့နော်ဒါမျိုးလေးဟာလှုပ်တဲ့အတွက်သူကဒီအာသတိရဂုံကိုအဲသတိရနေလေအဆင်ပြေလေးပဲတချို့ကျတော့ဆွမ်းတန်ကိုမခံနိုင်ငါကွာဆိုပြီးတော့ဟန်ဟိုမန်တက်လာတော့ဟန်ပြက်ကောဟန်ပြက်တဲ့ခါကျတော့တဖြည်းဖြည်းနဲ့ तू ကဘာဖြစ်လာဆိုတော့အမားတွေလှုပ်လာစေတော့ပေါထားတော့လေ तू မန်ကြီးကဖုံးသွားထားတော့ပညာကိုဆွမ်းတော့ပြောတဲ့မန်အုပ်လိုက်တဲ့ခါကျတော့ပညာနိုင်စင်းသွားပြီးတော့ ไอ้แมนตက်ตက်ล่ะไอ้แมนตက်ล่ะได้ด้วยตูดิหันเป็ดหูจิ้งดิไอ้นี่มาซ้อนน่ะပြောได้เหี่ยวปิ่นไปได้ตูดิเนี่ยတွေ့มั้ย6แลนเนี่ยตูดิแท้ซะเหี่ยวปิ่นไปได้ตูดิอ่ะย้ายล่ะเองตูดิจ๋าลุษิงดีแท้นี่ตุยเผยวาสรุปเสียกองตมากองสรุปลุษิงใส่กองนลงกองทาพี่รอชี้เหมี่ยวพี่รอเปียวๆ6แลนมีเปียวๆบลูเบ้โหหน่องๆบลูเบ้6-6ไม่จောက်เพ้เนี่ยกูตั้วแม่แลนวิสาใจอ๋อหนีพี่แล้วตั้วยินเนาะสนน่ะပြောได้ မှန်လဲမတက်တော့ဘူးဟန်လဲမပြတ်တော့ဘူးအဲ့ဒါဆိုလို့ရှင်တော့မဖြစ်ဘူးတော်တော်ခိုင်းလောကမှာအဲ့လိုမန်တက်တဲ့ဆရာများသည်ပြက်တာများတာဆရာကြုံမှုပါတွေ့မှုပါ